မင်္ဂလာပါတစ္ဆာတရားနဲ့ကျေးဇူးတော်မှုတော်နဲ့ပြန်လည်ပြီးတော့ကျေးဇူးပါတယ်တို့ဒီနေ့မှာပြောမယ့်အရာကတော့ကြောက်ခွင့်ရောပုံကနေနံပါတ်၈ဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဆရာတော်စင်ဥခနဲ့ဝေဖာနဲ့အရာသာရဘုရားဟာသဘောထားသေးတယ်တဲ့အဲ့ဒါကိုကျွန်တော်တို့ဒီနေ့မှာအင်္ဂါနဲ့သူပြောပြတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ခရီးယုံကြည်သူတွေကလည်းဒီဆရာတော်ရှင်ဥက္ခနဲ့ပြောတဲ့ဆွဆွဲချက်တွေကိုကျွန်တော်တို့ပြောတဲ့အခါမှာ ဒီဘာသာရေးတွေကိုဆော်ကားတာမဟုတ်ဘဲねကျွန်တော်တို့ရဲ့ယုံကြည်သူခရိယန်တယောက်အနေနဲ့အာပြောတင်တဲ့အရာတွေဖြစ်တယ်ဖြည့်ရှင်းတဲ့အရာတွေဖြစ်တယ်ပြီးလို့ရှိရင်လည်းကျွန်တော်တို့မြန်မာပြည်သားတွေအတွက်ပေါ့နော်ဒီမဲခွန်းနေဖြစ်တယ်ပြီးတော့ပြောတဲ့အရာတွေဖြစ်တဲ့အခါတွကြောင်းကျွန်တော်လည်းသိချင်မယ်ဖြစ်တယ်ခရိယန်တယောက်အနေနဲ့ယုံကြည်ထားတဲ့အရာတွေအာဖြည့်ရှင်းခြင်းတဲ့အရာတွေလည်းဖြစ်တယ်တွကြောင်းပေါ့နော်ကျွန်တော်တို့ဒီအရာကိုကျွန်တော်ပြောပြခြင်းဖြစ်တယ်ကျေးဇူးများတင်ပါတယ်ဆက်လက်ပြီးတော့အင်္ဂုမီတဲ့ကိုဖိတ်ခေါ်ကြရအောင် အားလုံးပဲမင်္ဂလာပါလို့တောက်ခွန်ဆက်တာပါတယ်အဲ့တော့ကျွန်တော်တို့ညီကိုတွေကျွန်တော်တို့ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့တငယ်ချင်းတွေဒီကျွန်တော်ပြောနေတဲ့အကြောင်းအရာတွေကိုတွေ့မယ်ကြားမယ်ဆိုလို့ရှိရင်ကျွန်တော်အထူးပဲဝမ်းသာပါတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့တက်တန်းအနေနဲ့ပြောမယ်ဆိုရင်တော့ bonus ပေါ့ဗျာဟုတ်လား80နာရီကို တ်နေပြီဒီအချိန်ကျတော့မှဒီစကားတွေမပြောရင်ဘယ်အချိန်မှပြောမလဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်မိခွန်းနေရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တိတဲ့လောက်နားလေတဲ့လောက်ဖတ်ထားတဲ့လောက်စူဇန်လေးလာတဲ့လောက်အရာတွေကိုကျွန်တော်တင်ပြနေတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကကျွန်တော်တင်ပြခြင်းနဲ့အကြောင်းအရာကကြောက်ကွင်းအီရောဘုံမှာဆရာတော်ရှင်ဥက္ခရအမေတဲ့မိခွန်းနံပါတ်၈ကိုကျွန်တော် စူဇန်ရှာဖွေပြီးတော့မှကျွန်တော်တွေ့တဲ့လောက်ကိုကျွန်တော်တင်ပြပါမယ်။မေးတဲ့မေးခွန်းကဘာလဲဆိုလို့ရှိရင်ကျွန်တော်မေးခွန်းကိုကြည့်ပြီးတော့မှခေါင်းစဉ်တက်ထားတဲ့ဟာကသာဝရဖះဟာသဘောထားသိနှုတ်တယ်ဆိုတော့မှရှင်ဥပဒါဝေဖန်ထားတာဖြစ်ပါတယ်။အဲ तू ကဘယ်လိုပြောလဲဆိုရင် तू ပြောတာကို မလိုက်နာရင် အပြစ်ရှိရောတဲ့။အပြစ်ရှိတဲ့သူကိုမကယ်တင်ဘူးတဲ့။ ထာဝရဘုရားကကျိန်ဆဲတာတွေကလည်းပဲအလွန်ကိုအသေးရစရာကောင်းပါတယ်။တရားဟောရာကျမ်းအခန်း28ကိုဖတ်ကြည့်ကြစမ်းပါ။ထာဝရဘုရားရဲ့သဘောထားသေးနှုတ်ပုံတွေကိုတော့မာလခိအနာဂတိကျမ်းအခန်းနှစ်မှာတွေ့ရပါတယ်။ဒါကတော့ဆရာတော်ရှင်ဩဃရကသူ့ရဲ့ဘက်ကနေတော့သူမြင်တဲ့သူ့ရှုထောင့်နေတော့မေးထားတဲ့ကျမ်းစာတွေကရှိတဲ့ဟာကိုမေးထားတဲ့အမိကွန်ဖြစ်ပါတယ်။ ဲ့တော့ဒီကနေ့ဖျားမယ်မိကုံးအမှတ်၈မှာသာရဖျားကိုဝေဖန်ထားတဲ့ရှင်ဥက္ကဋ္ဌရဲ့အမှတ်ချက်တွေကတရားဟောရကြံအခန်း28ကိုအခြေခံထားတာသာရဖျားကကျင့်စေတယ်အသေးစားစရာကောင်းပါတယ်နံပါတ်1နံပါတ်2ကတော့မာလခိအနာဂတ်ကျမ်းအခန်း1ကိုရည်ညွှန်းထောက်ပြပြီးတော့မှသာရဖျားက အလွန်သဘောထားသိနေပါတယ်လို့ပြောထားတယ်အဲ့ဒါကြောင့်ကျွန်တော်အနေနဲ့တရားဟောရာကျမ်း Deuteronomy ကိုစပြီးတော့မှကျွန်တော်လေ့လာကြည့်တဲ့အခါမှာဘယ်သူရေးတာလဲဆိုရင်စာရေးတဲ့သူကမောရှေရေးပါတယ်ရေးတဲ့နှစ်က BC 1406ခုနှစ်မှာရေးတာဖြစ်ပါတယ် မောရှိရည်ရွယ်တဲ့ပြိတ္တကအဲ့ဒီဒက်ထရိုနော်မီရေးတဲ့အချိန်မှာပြိတ္တကအီဂျစ်ကနေပြီးတော့မှ ကျွန်ဖြစ်နေတဲ့အစ္စရေးတွေလွတ်မြောက်လာတဲ့အစ္စရေးတွေအဲ့ဒီအစ္စရေးတွေအတွက်ကိုရည်ရွယ်ပြီးတော့မှ ရေးသားတဲ့ထားတဲ့စာအုပ်ဖြစ်ပါတယ်ထို့သူဒီဒက်ထရိုနော်မီကိုသူဟောပြောတဲ့အချိန်မှာ ဘယ်မှာဟောတာလဲဆိုလို့ရှိရင်ပါရံမျိုးတော်ဖီလာမျိုးလာဘန်မျိုးဟာဇရုတ်မျိုးနဲ့ဒီဟဇတ်မျိုးလို့အဲ့ဒီမျိုးတွေမှာပြောတယ်လို့ကျွန်တော်လေ့လာတွေ့ရှိရပါတယ်အဲ့တော့ကျွန်တော်စပြီးတော့ပြောချင်တာကဒီတရားဟောရာကျမ်းရဲ့နှစ်ချုပ်แน่ๆလေးပြောပြခြင်းပါတယ် နှစ်ပေါင်း400ကျော်အီဂျစ်ရဲ့ကျွန်ဖြစ်နေတဲ့အစ္စရေးဣသရေလလူမျိုးတွေကသူတို့ရဲ့ဘိုးဘေးတွေနဲ့ယုံကြည်ထားကြတာကသူတို့ကိုကျွန်အဖြစ်ကနေပဲကယ်လွတ်မဲ့တကောရှင်တဦးဖျားရှင်ကစေလွှတ်လိုက်မယ်လို့အဲ့ဒါကိုသူတို့ကမျောလင့်နေကြတာဖြစ်ပါတယ်အဲ့တော့မောရှိကလည်းပဲ ဖျားနဲ့တွေ့ခဲ့ပြီဆိုတဲ့အခါကျတော့လည်းပဲဣသရေဣသရေလကျွန်းအများစုဣသရေတွေကမယုံဘူးဗျအီဂျစ်ဘုရင်နဲ့ပြိုင်ဆိုင်တဲ့အချိန်ကြမှ မောရှေကိုကြောက်လန့်ပြီးတော့မှသူတို့ကလိုက်နာခဲ့ကြတာအဲ့တော့အီဂျစ်တွေလက်ကလွတ်ပြီးတော့ခရီးဆုံးတဲ့နေရာ အတိကျဘယ်နေရာလို့ဆိုတော့မသိဘဲနဲ့နို့နဲ့ပြားရည်စီးတဲ့နိုင်ငံဆိုတဲ့မျောလင့်ချက်ကလေးနဲ့ နှစ်ပေါင်း40ကျော်မြစ်ကူးချောင်းဖြတ်တတော်ဝင်တတော်ထွက်တတောင်တက်တတောင်ဆင်းခြေလျင်ခီးအပြင်ကို သွားခဲ့ကြရတာနှစ်ပေါင်း40အဲ့ဒီခြေလျင်ခီးကြမှာအဆင်မပြေတာတွေဖြစ်တိုင်းဖြစ်တိုင်းမောရှိကိုအပြစ်တင်ကြရင်နဲ့လန်ခီးတဆောင်ရှောက်မှာတေဆုံခြင်းမွေးဖွားခြင်းနဲ့လူဘဝဖြစ်စဉ်တွေကိုသူတို့ကဖြတ်တန်းခဲ့ကြရတယ် တော့နို့နဲ့ပြားရည်စီးတယ်ဆိုတော့ခါနံပြီကို ရောက်ဖို့အတွက်လပိုင်းလေးမှာလူတဲ့အချိန်မှာမသေးလို့ကြံနေသေးတဲ့အသက်ကြီးတွေကအစနောက်တိုးလာတဲ့မျိုးဆက်တစ်တွေမကြမ်းစစ်မှန်တဲ့ဖရာအကြောင်းကိုသူတို့လုံးဝမသိကြဘူးအဲ့ဒါကြောင့်မလို့လန်ခီတလျှောက်နှစ်ပေါင်း40အတွင်းမောရှိကသူတွေ့ကြုံခဲ့ရတဲ့ဖြတ်တန်းခဲ့ရတဲ့လူတွေရုံရင်းစံခတ်နဲ့ပြဿနာရှာခဲ့တာတွေကိုတိခါခွန့်လှုပ်ကူညီရင်းနဲ့ မေတ္တာပြခဲ့ရတဲ့သာဝရဘုရားရဲ့အကြောင်းသူနဲ့တွေ့ထိခဲ့ရမြသာဝရဘုရားအကြောင်းကိုတွင်တင်ထားတဲ့စုစည်းပြီးတော့တွင်တင်ထားတဲ့စာအုပ်ဖြစ်ပါတယ်အဲ့တော့အခန်းနံပါတ်၁ကနေတော့မှအခန်း၄ကဘာတွေကိုပြောထားလဲဆိုလို့ရှိရင်ဘုရားရှင်ကဣတရေရလူမျိုးတွေအတွက်ဘာတွေများလုပ်ပေးခဲ့တယ်လဲဆိုတာကိုဖော်ပြထားတယ်အခန်း၄ကနေတော့၂၉အထိကတော့ဘုရားရှင်ရဲ့ တုံတင်တဲ့စီကံတွေကဘာတွေလဲအခြေခံ10ပါးသီလပြည့်ကြတော်10ပါးလို့ကျွန်တော်တို့ဒီနေ့သိတဲ့10ပါးသီလကဘာတွေလဲဖះရှင်ရဲ့ချစ်ချင်းမြတ်တာကဘယ်လိုလဲဖះကိုဝုတ်ပြတဲ့စီကံကဘယ်လိုဘယ်လိုဘယ်လိုရှိသလဲနိုင်ငံကိုတည်ငြိမ်အောင်ဘယ်လိုအုပ်ချုပ်ရမှာလဲလူအချင်းချင်းလည်းပဲငြိမ်းချမ်းစွာဆက်သွယ်ပြီးတော့မှဘယ်လို ငြိမ်းချမ်းစွာနေထိုင်ရမှာလေစီကံလိုက်နာတဲ့အဲကြောင့်မလို့ခံစားရနိုင်တဲ့အကျိုးကျေးဇူးတွေကဘာတွေလဲစီကံကနေသွေးဖြီးပြီးတော့ဥပဒေကိုဖောက်ဖျက်လို့ရှိရင်လည်းပဲကွင်းဆက်အကြောင်းအရာဘာတွေဖြစ်နိုင်ပါလဲဒါအခန်း429ခုမှာရေးထားတာအခန်း29ကနေတော့30ကြားလိုက်ခါကျတော့ဣတရေလလူမျိုးတွေကနေပြီးတော့မှထာဝရဘုရားတောင်းဆိုတဲ့အရာကဘာလဲဆိုလို့ရှိရင်မိမိရဲ့ခန္ဓာစိတ် ဝိညာဉ်ခွန်အားတွေအလုံးစုံနဲ့ထာဝရဘုရားကိုချစ်ပါဘုရားစကားကိုလိုက်နာပါလို့အဲ့ဒါကိုအကျေတွင်းရေးထားတာဖြစ်ပါတယ်အခန်း31ကနေဒီတော့အခန်း34အထိနောက်ဆုံးအခန်းအထိကတော့မျိုးဆက်အစ်အတွက်ကိုအလွန်တင့်လျော်တဲ့ခေါင်းဆောင်တစ်တီခေါင်းဆောင်ကောင်းတွေကိုရွေးချယ်ပြီးတော့မှလက်ဆင့်ကမ်းပါဆိုတော့မှမှားထားတာဖြစ်ပါတယ်အင်မတန်ကောင်းတဲ့စာအုပ်တော့ဖြစ်ပါတယ်အဲ့တော့ယနေ့ဆရာတော်မေးမေးပုံစံပြုတဲ့ ထာဝရဘုရားရဲ့အသေးရစရာကျင်းစာတွေဆိုတဲ့ဆွဆဲချက်အခန်း28ကို အခြေခံပြီးတော့မှမေးထားတာဖြစ်တယ်ကြောင့်မလို့အခန်း28ကိုကျွန်တော်ပြန်သွားပါမယ်အဲ့တော့အခန်း28အကျဉ်းချုပ်ကဘာလဲဆိုရင်အခြေခံ7ပါးသီလစောင့်ထိန်ခြင်းအတွက်ကြောင့်မင်္ဂလာအကျိုးကျေးဇူးများနဲ့သီလကိုမစောင့်ထိန်ဆန့်ကျင်ကျူးလွန်ခြင်းရဲ့ဂွင်းဆက်တွေဖြစ်လာမဲ့အမင်္ဂလာမကောင်းဖြစ်ရန်များကို သတိပြုဖို့အတွက်အသေးစိတ်ဖော်ပြထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။အဲ့တော့ဒီနေရာမှာမင်္ဂလာအမင်္ဂလာဆိုပါလာတဲ့အခါကျတော့ကျွန်တော်ငယ်စဉ်ဗုဒ္ဓဘာသာမှာရင်းနှီးပြီးသားဖြစ်တဲ့38ဖြာ မင်္ဂလာဆိုတာဗုဒ္ဓဘာသာမှာရှိပါတယ်။အဲ့ဒီ38ဖြာမင်္ဂလာမှာလေ့လာမယ်ဆိုလို့ရှိရင်တချို့အပိုက်မှာတော့မင်္ဂလာ3ပါးရှိတယ် တချို့အပိုက်မှာတော့မင်္ဂလာ၄ပါးရှိတယ်တချို့အပိုက်တွေမှာမင်္ဂလာ၅ပါးရှိတဲ့ကြောင့်မလို့အရေးအတွက်ပြောနေပြောဆိုလို့ရှိရင်မင်္ဂလာရှိစေတဲ့လိုက်နာရမယ့်အမှုအကျင့်တရား52မျိုးတော့ရှိပါတယ်အမင်္ဂလာတွေအကြောင်းကိုတော့ရေတွက်ပြထားတာမရှိပါဘူးသူရဆန့်ကျင်မယ်ဆိုရင် အမင်္ဂလာလို့မှတ်ယူကောင်းမှတ်ယူလို့ရပါလိမ့်မယ်အဲ့တော့ကျွန်တော်မှတ်သားမှုသမျှပြောရမယ်ဆိုလို့ရှိရင်မင်္ဂလာဆိုတာဘာလဲ မင်္ဂလာဆိုရဟာကဥဒုဖောက်ပြန်တဲ့အတွက်ကြောင့်မလို့ဖြစ်တတ်တဲ့ဘေးဘေးဒုက္ခတွေလူရုပ်မာတွေအတွက်ကြောင့်မလို့ခံစားရတဲ့ဘေးဒုက္ခတွေတိရစ္ဆာန်တွေဖောက်ပြန်တဲ့အတွက်ကြောင့်မလို့တွေ့ကြုံရမယ်ဘေးဒုက္ခတွေအဲ့ဒီစတဲ့ဘေးအန္တရာယ်အပေါင်းကနေပြီးတော့လွတ်မြောက်ပြီးတော့မိမိဆန္ဒနဲ့ဘဝရဲ့လူအပ်ချက်တွေကို အချိန်ကြိုက်လွယ်ကူချောမွေ့စွာရရှိခြင်းကမင်္ဂလာဖြစ်ပါတယ် ဒါကြောင့်မလို့ကျွန်တော်တို့ဗမာတွေကမင်္ဂလာပါမင်္ဂလာပါလို့နှုတ်ဆက်တဲ့အခါမှာဘာပြောနေရလဲဆိုလို့ရှိရင်အဲ့ဒီဘေးအပေါင်းကလွတ်ပါစေဆိုရက် အတိပဲတက်ရောက်ပါတယ်ဒါကမင်္ဂလာပါဆိုတာဘာဖြစ်အောင်ကျွန်တော်မင်္ဂလာပါလို့ပြောလဲဆိုရက်မိကွန်းရဲ့ပေါ့ကုန်းလဲမိထွက်မိကွန်းတခုကိုကျွန်တော်ဖြေလိုက်တာဖြစ်ပါတယ်အဲ့တော့အမင်္ဂလာဆိုတာပါလေအဲ့အမင်္ဂလာဆိုတာဟာအဲ့ဒီသဘာဝဘေးဒဏ်လေလူလုတဲ့ဘေးဒဏ်လေ ိဿံကြောက်ရတဲ့ဘေးရန်လေးနဲ့ကြုံရပြီးတော့မှမိမိစန္ဒာနဲ့လိုအပ်ချက်များစွာတဲ့အလွန်ခဲခဲရင်းရင်းနဲ့အသက်မွေးရတယ်ဆုံရှုံသွားရတယ်ဆိုတာဟာအမင်္ဂလာလို့အတိပဲရပါတယ်ဒီနေရာမှာထာဝရဘုရားကကျင့်စေတယ်ဆိုတဲ့အချက်ကိုထောက်ညွှန်းနေပြောထားတဲ့အခန်း၂၈ကိုအသေးချာလေ့လာတဲ့အခါမှာဘာတွေတွေ့ရလဲဆိုလို့ရှိရင်ဝကြအမှတ်၃ကနေတော့၁၄အထိက သီလစောင့်ခြင်းကြောင့်မလို့ရရှိမဲ့မင်္ဂလာ12ပါးရှိတယ်။ဝတ္တအမှတ်စဉ်16ကနေပြီးတော့မှ68အထိကတော့သီလမစောင့်ခြင်းအတွက်ကြောင့်မလို့ဂွင်းဆက်ရမဲ့အမင်္ဂလာ53မျိုးရှိတာကိုကျွန်တော်ဖတ်ရပါတယ်။အဲ့တော့ဝတ္တအမှတ်စဉ်15မှာရေးထားတဲ့ယနေ့ငါမောရှိဆင့်ဆိုသောသင်ဤဖျားသခင်သာဝရဖျားစီရင်ထုံးဖွဲ့တော်မူချက် အလုံးစုံကိုကျင့်ဆောင်စေခြင်းငါစကားတော်ကိုနားမထောင်လျင်တင့်ပေါ်မှာတက်ရောက်လက်တန့်သောကျင့်ချင်းအမင်္ဂလာများဟူမူကားဆိုလိုမှရေးထားတာဖြစ်ပါတယ်အဲ့တော့ဆရာတော်ရှင်ဥက္ကရာကထာဝရဘုရားရဲ့ကျင့်စေခြင်းများလို့ကောက်ယူထားတာဖြစ်ပါတယ်ဒီစကားကိုအဲ့တော့ထင်ရှားတဲ့အချက်ကဆရာယူဒတ်တန်က ဘာသာပြန်လာတဲ့ဟာကကျိန်နေဆိုတော့ဘလို့စာလုံးပေါင်းလာလဲဆိုလို့ရှင်ကကြီးရပင်နတ်တ်ကျိန်ကျိန်ချင်းဆိုလို့ပေါ့ရေးသားတာဖြစ်ပါတယ်ဆရာတော်ရှင်ဥက္ခရဝေဘန်ဆွတ်ဆွဲတဲ့ဟာကတော့ကကြီးရရမတ်တ်ကျိန်ကျိန်စဲနဲ့ခွာချပါတယ်ရပင်ကျိန်နဲ့ရရကျိန်တစ်ခုခွာချပါတယ်ဝါဝါရမှာဘူးကအဲ့ဒီကွယ်လွဲချက်နဲ့ဆက်ဆက်နေတဲ့အကြောင်းက မြန်မာစာမြန်မာစကားရဲ့အကြောင်းကိုကျွန်တော်နားလေသလောက်ဟာကျွန်တော်မြန်မာစာဆရာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်နားလေသလောက်ကျွန်တော်ဖတ်ထားသောထဲရထားအောင်နည်းနည်းလေးကျွန်တော်ဝေမျှခြင်းပါတယ်အဲ့တော့ကျင်ချင်းကျင်ဆိုချင်းရပင်းတဲ့ကျင်ချင်းရပင်းတဲ့ကျင်ဆိုချင်းနဲ့ရရင်တဲ့ကျင်စဲချင်းဟာအတိတ်ပဲကွဲလွဲမှုရှိပါတယ်ကကြီးရပင်း လုံကြီးတင်နတ်သက်ကျိန်နေဆိုတဲ့ကျိန်စင်းဆိုတော့ဟာကျိန်နေဆိုတော့ဟာဘာကိုပြောတာလဲဆိုလို့ရှိရင်အတိပယ်ကအနာဂတ်ကအချိန်တစ်ခုမှာမလွဲဧကံအမှန်ကို ဖြစ်ရလိမ့်မယ်လို့ဟာကိုကျိန်နေလို့ရပင်းတဲ့အချိန်ပါတယ်ကျိန်ဆိုခြင်းဆိုတဲ့ဟာကဆိုပြီးခဲ့တဲ့တစ္ဆာစန္ဒအလျောက်ပေးခဲ့ဂတိတွေကိုဧကံဆောင်ရမယ်လို့ဒါ dedication ပေါ့ဗျာ သတ်မှတ်ထားတာဆုံးဖြတ်ထားတာအဋိဌံချထားတာအဲ့ဒါကချိန်ဆိုခြင်းဆိုတာရပင်းနတ်တဲ့နဲ့ချိန်နဲ့ချိန်ဆိုခြင်းဥပမာအဖြစ်ကျမ်းတစ္ဆာချိန်ဆိုခြင်းဆိုတာကအဲ့ရပင်းလုံးကြီးတဲ့နတ်တဲ့နဲ့ချိန်တာဖြစ်ပါတယ်တရားယုံနေမှာသွားတော့အမှန်တိုင်းဖတ်ဆိုပါမယ်ဆိုတော့မှချိန်ဆိုခြင်းဆိုတာလည်းပဲရပင်းလုံးကြီးတဲ့နတ်တဲ့နဲ့ချိန်နဲ့ချိန်ဆိုခြင်းဖြစ်ပါတယ် တော့ရရမတတ်နဲ့ချိန်နဲ့ချိန်စဲရင်းဆိုတာဟာကဘာအတိတ်ပဲရလဲဆိုလို့ရှင်မိမိစန္ဒနဲ့လွဲချော်သွားတဲ့ရလတစ်ခုအတွက်တာဝန်ရှိတယ်လို့ထင်မှတ်ရတဲ့သူအပေါ်မှာမကောင်းတဲ့ဗေဒံရမကောင်းတဲ့ရန်သူပျက်စီးခြင်းတွေတွေ့ပါစေဆိုတဲ့ပြင်းထန်တဲ့သကလို့တွေက ရရမတတ်နဲ့ချိန်နဲ့ချိန်စဲခြင်း ဖြစ်ပါတယ်ဒါကစာလုံးတစ်ခုရဲ့အတိတ်ပဲကွဲလဲမှုပါ ဲ့တော့ဒုတိယစစ်ဆွဲဝေဖန်ခြင်းကတော့သဘောထားသိနေပါတယ်ဆိုတော့ပြောတဲ့အကြောင်းအဲ့တော့ကျွန်တော်တို့ဗမာတွေပြောတဲ့သဘောထားသိနေတယ်ဆိုတော့မြန်မာစကားကိုရှင်းရှင်းလင်းလင်းကျွန်တော်တို့ကနားလည်ဖို့အရင်ဆုံးလိုပါလိမ့်မယ်ပါဠိစကားအရမစ္စရိယဆိုတဲ့စကားကို အခြေခံပြီးတော့မှမြန်မာမှုပြုပြီးတော့မျိုးစားယူတဲ့မြန်မာတွေနေ့စဉ်သုံးတဲ့ စကားတစ်ခုဖြစ်ပါတယ်။ဘောလာသိနုတ်တယ်ဆိုတာ။အဲ့ဒီမစ္စရိယကိုပုတ်ခွဲလိုက်မှဆိုလို့ရှိရင်မိษาအပေါင်းစရိယလို့ရပါတယ်။အဲ့တော့မိษาဆိုတာကကောက်ကြည့်ရိတ်မာတာ။ကောက်ကြည့်ရုပ်မာတာကိုမိษาလို့ပြောတယ်။စရိယဆိုတာကအလေအကျင့်အပြုအမူလို့အဓိပ္ပာယ်ရပါတယ်။အဲ့တော့မစ္စရိယဆိုတဲ့ဟာကကောက်ကြည့်ရုပ်မာတဲ့ဒလိစရိုက်ကောက်ကြည့်ရုပ်မာတဲ့အပြုအမူလို့ အတိပဲရတယ်အဲ့ဒါကိုတဲ့တဲ့ပြောမယ်ဆိုလို့ရှိရင်နားမချမ်းသာတဲ့စကားဖြစ်နေတဲ့ကြောင်မလို့ရင်ရင်ကြေးကြေးပြောတဲ့အခါမှာသဘောထားသိနှုတ်တယ်လို့ပြောတာဖြစ်ပါတယ်ဒါကမေကွန်တိဆောက်ထားတဲ့သဘောထားသိနှုတ်တယ်ဆိုတာဟာကိုမေကွန်နားလည်ယူခြင်းဖြစ်ပါတယ်အဲ့တော့ရေဖို့အရာအပြင်သဘောထားသိနှုတ်တယ်ဆိုတာကိုမစ္စရိယစိတ်အဆုံးစွန်ရောက်ချင်းလို့မြန်မာတွေက နားလည်ထားပါရယ်တနည်းအားဖြင့်မစ္စရိယစိတ်ဆိုတာမနာလိုစိတ်နှမျောတွန်တိုတဲ့စိတ်မပေးကမ်းကျင်တဲ့စိတ်တွေကလှုံ့ဆော်တဲ့အတိုင်းလှုပ်ရှားဆောင်ရွက်တဲ့အာကိုရေပုံရအချမ်းအားဖြင့်ဒီလိုမျိုးကျွန်တော်နားလည်မှတ်သားရပါတယ်ဒီနေရာမှာစကားအချက်အနေနဲ့ကျွန်တော်ထည့်သွင်းပြီးတော့မှ ဝေငှကျင်တာဘာလဲဆိုရင်တိတ်ကိုချစ်တဲ့အခါမှာ တိတ်ကိုကျင်လာတဲ့အခါမှာတဝန်တိုစိတ်ဖြစ်လာတယ်အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ love drives to be jealous တိတ်ကိုမုန်းတဲ့အခါမှာမနာလိုစိတ်ဖြစ်လာတယ်အဲ့ဒါက hate drives to be envy တိတ်ကိုဆွဲလန်းတက်မဲ့လာတဲ့အခါမှာနှမျောတွန့်လိုတဲ့စိတ်ဖြစ်လာတယ်အဲ့ဒါ attachment drives to self keeping တိတ်ကိုကက်စီနဲလာတဲ့အခါမှာမပေးမကန့်ကျင်တဲ့စိတ်တွေဖြစ်လာတယ်အဲ့ဒါ stingy drives not to share ဒါကျွန်တော်ရဲ့ဒီစာကိုလေ့လာနေရင်းနဲ့ပေါ်ပေါက်လာတဲ့စကားလုံးလေးတွေဖြစ်ပါတယ်အဲ့ဒါဆက်သွားရအောင်အဲ့တော့ misery misery ဆိုတာကိုဘုဟုသုတအနေငယ်ကျွန်တော်ခွဲခြားပြီးတော့ပြောရခြင်းပါတယ် misery စိတ်က၅မျိုးရှိတယ်ပါဠိလိုပြောမှာဆိုလို့ရှိရင်အာဝါတ misery ံပါတ်1ကုလမစ္စရိယနံပါတ်3လာဘမစ္စရိယနံပါတ်4ဝန္နမစ္စရိယနံပါတ်5ဓမ္မမစ္စရိယဗာလေပါဠိလိုရွတ်သွားတဲ့ဟာတွေအဲ့တော့နံပါတ်1အာဝါဒမစ္စရိယဆိုတာဗာလေပြောလို့ဆိုရင်ကျွန်တော်နေတဲ့နေရာမှာသူတော်လာနေရင်ကျွန်တော်မကြိုက်ဘူးအဲ့ဒါအာဝါဒမစ္စရိယကျွန်တော်အိမ်မှာဧည့်သည်လာတာကိုမကြိုက်ဘူးဆိုရင်လာတဲခေါ်တာကိုမကြိုက်ဘူးဆိုရင် အဝါသားမစ္စရိယကျွန်တော်ကျွန်တော် share မလုပ်ချင်ဘူးထို့တူကျွန်တော်တို့ခရီးသွားတဲ့အခါမှာမိရထားတွေဘတ်ကားတွေပေါ်မှာခရီးသွားနေတဲ့အချိန်မှာတခြားလူတွေကျွန်တော်ကကျွန်တော်ဘေးနားမှာလာထိုင်မှာစိုးတဲ့အကြောင်းမလို့ကျွန်တော်ပစ္စည်းတစ်ခုအိတ်တစ်ခုချတာလားအဲ့ဒါမစ္စရိယစိတ်ဒါအဝါသားမစ္စရိယနေရာထိုင်ခင်းအရာဖြစ်ပေါ်လာတဲ့မနာလိုစိတ်ရုပ်မာတဲ့စိတ်ကုလမစ္စရိယကုလမစ္စရိယကဘာလဲဆိုရင် ျွန်တော်ရဲ့ရင်းနှီးနေတဲ့မိတ်ဆွေအပေါင်းအသင်းတယောက်ကိုတခြားတယောက်ကနေတော့လာပြီးတော့မှမိတ်ဆွေဖွဲ့တာကိုကျွန်တော်မကြိုက်ဘူးအဲ့ဒါကကုလမစ္စရိယဘာကြောင့်လဲဆိုလို့ရှိရင် ကျွန်တော်မိတ်ဆွေကလူစိမ့်ကိုခင်မင်သွားလို့ရှိရင်ကျွန်တော်ရနေတဲ့အကျိုးကျေးဇူးတွေမရနိုင်ဘူးလို့စိုးရိမ်စိတ်ကြောင့်မလို့ဖြစ်ပေါ်လာတဲ့ကုလမစ္စရိယနောက်တစ်ခုကလာဘမစ္စရိယကျွန်တော်စီးပွားရတယ်လို့ ဝင်ငွေရတယ်လို့တခြားလူကိုမရစေခြင်းဘူးအာအလုပ်ငန်းကံကံကိုမပြဘူးအလုပ်ကိုမပြဘူးပညာကိုမတင်မပေးဘူးအဲ့ဒါခုလာဘမစ္စရိယဝဏမစ္စရိယအဲ့ဒါကကျွန်တော်နာမည်ကျော်နေသလိုမျိုးထင်ရှားနေသလိုမျိုးတခြားလူတွေမထင်ရှားရအောင်မကျော်ကြရအောင်ကျွန်တော်လိုက်ပိတ်ပင်နေတာအဲ့ဒါကဝဏမစ္စရိယဓမ္မမစ္စရိယဆိုတာကကျွန်တော်သိနေတဲ့ဘ ഹു သူတော်ကိုမမျှမဝေခြင်းဘူး ကျွန်တော်သိတဲ့တရားတွေကိုသူများတွေကိုမသိစေချင်ဘူးအာကျွန်တော်ပဲအာဆရာကြီးလို့ရှင်တယ်အာကျွန်တော်ပဲတတ်တယ်ကျွန်တော်ပဲသိတယ်ဆိုတာဟာအဲ့ဒါဓမ္မမစ္စရိယအဲ့တော့ခုနကမစ္စရိယသဘောထားသိနှုတ်တယ်ဆိုတဲ့ဟာက မစ္စရိယစိတ်ကိုပြောတာ မစ္စရိယစိတ်ဆိုတာငါးမျိုးရှိတယ်ကောင်းပြီကျွန်တော်ခုနမေကွန်ပြန်သွားရအောင်အဲ့တော့အခုဖြေရမယ် ပေးထားချက်ကသာဝရဖျားသဘောထားသိနှုတ်တယ်။ရည်ညွှန်းချက်ကတော့မာလခိအနာဂတ်အကျမ်းအခန်းနှစ်လို့ဆိုတော့မာလခိအနာဂတ်အကျမ်းအကြောင်းကိုဆက်ပြီးတော့မှကျွန်တော်လေ့လာကြည့်တယ်။လေ့လာတဲ့အခါမှာစာရေးတွေကဘယ်သူလဲဆိုရင် မာလခိရေးတဲ့နှစ်က BC 430ခရစ်တော်ပေါ်မီနှစ်ပေါင်း430ဒီမာလခိအနာဂတ်အကျမ်းဖြစ်ပေါ်လာတဲ့ဖြစ်ရပ်က ဘာတွေလဲဆိုလို့ရှိရင်ယုံကြည်တဲ့သူတွေဟာဘုရားကျောင်းနေမှာဝတ်ကြည်တန်းကြည်နဲ့ဝတ်ပြုတယ်အဥပမာမျက်စိမြင်အောင် ပြောမှာဆိုလို့ရှိရင်ဘုရားကျောင်းနေမှာရောက်လို့ရှိရင်အလှူတွေထည့်မှာဆိုလို့ရှိရင်အာဒေါ်လာတန်းထည့်မယ်တုံးလို့ရှိရင်ဟောင်းနန်းစုပ်ပြတ်နေပြီးတော့ဖြစ်တဲ့5ဒေါ်လာတန်းထည့်မယ်10တန်းထည့်မယ်အဲ့လိုမျိုးဝတ်ကြည်တန်းကြည်လှူပါတယ်ဆိုရက်ဝတ်ကြည်တန်းကြည်အဲ့ဒီလိုမျိုးအဲ့ဒီအချိန်အခါတုန်းက ထာဝရဘုရားရဲ့ပြည့်ညတ်ချက်တွေနဲ့ဆန့်ကျင်ဘက်ပြုနေတဲ့အတွက်ကြောင့်မလို့တတိပေးရအောင်လို့ဒီစာအုပ်ကိုသူကရေးတာဖြစ်တယ်။ရေးသားနည်းကိုကြည့်မယ်ဆိုလို့ရှိရင်ဘယ်လိုရေးသားလဲဆိုလို့ရှိရင်ဘုရားကမေးပြီးတော့ဘုရားအနေနဲ့ဘယ်လိုစိတ်ခံစားရမလဲဘယ်လိုတုံ့ပြန်ရမလဲဆိုတဲ့ဟာကိုမိမိရဲ့စိတ်ခံစားချက်အတိုင်းရေးသားနည်းဖြစ်တယ်။ဥပမာအဖြစ်ပြောမှဆိုလို့ရှိရင်ဇက်ညွန်ရေးနည်းဖြစ်တယ်။ ကျွန်တော်ဇက်ညွှန်ရေးတဲ့ခါကျတော့ရှင်ဘယ်ဘယ်ဘယ်ဇက်ဆောင်ကဘယ်လိုမေးဘယ်လိုဖြေဟာဇက်လမ်းမှာတနည်းအားဖြင့်ပြောဆိုရင်ကျွန်တော်ဗမာရင်းနဲ့ရင်းနှီးပြီးသားဖြစ်တာတခုကဥပမာပြောဆိုရင်ကွက်စိတ်ဟောင်းနေဖြစ်တယ်တူလေးကနေပြီးတော့မှအာဘယင်လဲသူပဲအစင်းရဲသားလဲသူပဲအာအာဘယင်မလဲသူပဲအာမုတ်ဆိုးမလဲသူပဲစသဖြင့်ဇက်ကောင်အတီးတီးကိုတယောက်ထဲကနေပြီးတော့မှအတန်အမျိုးမျိုးပြောင်းပြီးတော့မှဟလာဇက်ကွက်ဝင်အောင်ဟောတဲ့ဟာအဲ့တော့ကွက်စိတ်ဇက်လမ်းနီးနဲ့သူကရေးထားတာဖြစ်တယ် တော့ဒီဟာကဖះကနေပြီးတော့မှပြောနေတာလို့ तू ကဒီလိုမျိုးသူရေးထားသူကခန်းစားချက်နဲ့သူရေးထားတာဖြစ်တယ်အဲ့တော့ကြည့်တဲ့အခါမှာကျမ်းဟောင်းထဲမှာ prophet ပေါင်း63ဦးရှိတဲ့နဲ့16ဦးသာလျှင်ကိုယ်တိုင်ရေးတဲ့တီးခြားစာအုပ်တွေဖြစ်နေဖော်ပြထားတာအဲ့ဒီအ낵က prophet malachi ရဲ့ကျမ်းဟောင်းထဲမှာ prophet malachi ကကျမ်းဟောင်းထဲမှာတော့နောက်ဆုံး prophet ပဲဖြစ်တယ်။ဒါဖြစ်ရင်ကျွန်တော်ဆက်လေ့လာတာက prophet ဆိုတာဘာတူလဲ။ prophet ဆိုတာဟာ ထာဝရဘုရားသခင်ရဲ့စကားအတိတ်ပဲဖွင့်ပြရှင်းလင်းချက်တွေကိုလက်ခံရရှိပြီးတော့မှဘုရားနဲ့လူသားမန်တို့ရဲ့အကြားမှာရှိတဲ့ကြားခံပုဂ္ဂိုလ်ဒီနေ့ပြောမယ်ဆိုရင် media ပေါ့ဗျာ။အာ God messenger media personal for God ပြောလို့ရတယ်။တာမန်သတင်းသမားမဟုတ်ဘူး။ အနာဂတ်အတွက်ဘာတွေဖြစ်လိမ့်မယ်ဆိုတာကိုလူတို့အကျိုးကိုပြင်ဆင်နိုင်ဖို့အတွက်သတိပေးချက်တွေနဲ့အတူတင်ဆက်တဲ့မီဒီယာသမားဖြစ်တယ်။အဲ့ဒီသတင်းပေးချက်အသိပေးချက်တွေကနောက်အခါတကယ်ဖြစ်လာတော့မှအဲ့ဒါ prophet လို့ပြောတာ။အမှန်နောက်အခါဖြစ်မလာလို့ရှိရင်အဲ့ဒါ prophet မဟုတ်တော့ဘူး။သူတို့ထင်မြင်တဲ့ဟာကိုပြောပြတာလည်းဖြစ်တယ်။ဒါကြောင့်မလို့ prophet prophet လို့ပြောတဲ့အခါတိုင်းမှာသူတို့ပြောခဲ့တဲ့စကားတွေဟာ နောက်နှစ်ပေါင်းများစွာကြာတဲ့အခါမှာတကယ်ပဲအဲ့ဒီအတိုင်းဖြစ်လာတယ်ကြောင့်မလို့ prophet လို့ကျွန်တော်တို့ကခေါ်ကြတာဖြစ်တယ်ဒီတော့အခုအမင်းနဲ့ပတ်ဆိုင်တဲ့အခန်းနှစ်ကိုသူတင်ဆက်လာပြတဲ့အခါမှာလေးလာတွေ့ရှိတဲ့ချက်ကဘာလဲဆိုရင်မာလခိရဲ့အချိန်ကာလမှာကြမ်းရည်တဲ့ prophet တွေနဲ့ကြမ်းမရည်တဲ့ prophet တွေကတညီတညွတ်ထိပြောထားတဲ့မဆာယာမေရှိယလာလိမ့်မယ်ဆိုတာကနှစ်ပေါင်းများစွာကြာနေပြီဖြစ်နေပြီလို့လည်းပဲအရေးအယောင် ဲ့ဒီအချိန်မှာမတွေ့ရသေးတဲ့ကြောင့်မလို့ယုံတန်းစကားအပြောင်းအပြက်တွေလို့သူတို့ထင်နေကြကြတယ်အဲ့ဒီအချိန်ကနံပါတ်1မာလခိရဲ့အချိန်ကာလမှာဣတရေရလူမျိုးတွေက ပြည့်ညတ်တော်ဆေဘောက်ကိုမလိုက်နာကြတော့ဘူးချမ်းသာသူဆင်းရဲသူပညာတတ်သူပညာမတတ်သူမင်းအစိုးရမှုဒန်းနဲ့တာမန်ပြည်သူစသဖြင့်စသဖြင့်လူရန်စာခွဲခြားဆက်ဆံတာတွေကပေါ်ပေါက်နေခဲ့ပြီ နံပါတ်3ချက်ကမာလခိရဲ့အချိန်ကာလမှာဖျားအမှုတော်ဆောင်လေဝိမျိုးနဲ့လူတွေကိုဖျားသခင်ရဲ့ဩဝါဒစိုးစိုးမှထားချက်တွေကို အတိတ်ပဲဖွင့်ဆိုရမယ်တရားဟောဆရာဘုန်းကြီးတွေကလက်လာပါတွေမျှော်ပြီးတော့မှလူတွေစိတ်ဝင်စားမယ်အကြောင်းအရာလောကအကြောင်းအရာတွေကဦးစားပေးဟောနေကြတဲ့အခြေဖြစ်တယ်အဲ့ဒါကြောင့်မလို့ ဖရာရဲ့ဩဝါဒနဲ့လမ်းလွဲသူဖရာရဲ့အမှုဆောင်ဘုံကြီးတရားဟောဆရာအားလုံးကို မာလိခိကနေတော့သတိပေးထားတဲ့ကြံဖြစ်တယ်အဲ့တော့ထာဝရဖရာရဲ့ပြည့်ညတ်ကိုလိုက်နာရင် ရရှိမဲ့ကျိန်ချင်းမင်္ဂလာ ရပင်းတဲ့ကျိန်နဲ့ကျိန်ချင်းမင်္ဂလာနဲ့ထာဝရဖရာကိုစန့်ကျင်ရင်တွေ့ရမယ်ကျိန်ချင်းအမင်္ဂလာ ရပင်းတဲ့ကျိန်နဲ့မင်္ဂလာနဲ့အမင်္ဂလာကိုတိတိကျကျ ခွဲခြားထောက်ပြပြီးတော့မှမောရှေပြောတဲ့စကားကိုထပ်ပြီးတော့မှ repeat ထပ်ပြောတာပဲဖြစ်ပါတယ်အဲ့တော့မြန်မာတွေအတွက်တော့အလွယ်တကူနှုတ်ကြိုးနေပြီဖြစ်တဲ့တဲ့သဘောထားသိနှုတ်ပါတယ်ဆိုတဲ့အထက်ကရှင်းလင်းချက်ကိုပါဠိအမှန်စကားအတိုင်းပြောမှဆိုရင်မစ္စရိယစိတ်ယနေ့ပါဠိပြည့်စကားအတိုင်းပြောဆိုရင်မစ္စရိယစိတ်အတိတ်ပဲတက်ရောက်တဲ့အချက်တွေလုံးဝပါဝင်မှု မရှိဘူးအဲ့ဒါကိုကျွန်တော်တွေ့ရတယ် ဒါကြောင့်မလို့မေကွန်းအမှတ်ရှင်မှာကျွန်တော်အနေနဲ့ညီကုံပြောရမယ်ဆိုလို့ရှင်ဆရာတော်မေးတာတဲ့ထာဝရဖះကကျင်စဲခြင်းနဲ့ထာဝရဖះကသဘောထားသိနှုတ်တယ်ဆိုတဲ့အချက်ကတော့ထောက်ညွှန်းတဲ့စာရင်းနဲ့တိုက်ဆိုင်စစ်ဆေးလေ့လာတဲ့အခါမှာဆရာတော်ရှင်ဩဂရရဲ့ပုံကိုရေးအမြင်သာဖြစ်ပြီးတော့မှကျမ်းစာရဲ့အစစ်အမှန်ဆိုလိုရင်းမဟုတ်ပါဘူးလို့ပဲကျွန်တော်ဘလောက်ပဲဖြေကြပါရစေ။အားလုံးကိုရရှင်ကောင်းကြီးပေးပါစေ။